ရှိနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့ Attitude Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသိမှတ်စရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်ငွေတောင်တစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစာဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ ဆင်းရဲတင်ပြလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏီယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း296ုထိဖြေကြရိုက်ကိုထုတ်လင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ဆရာထံရောက်ရှိလာတဲ့ဓမ္မဆိုင်ရာအမေပု္ပ္ပာများကိုဆရာက ဆက်လက်ဖြေကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကို တခုပန်ကြားလိုတာကတော့ မေးခွန်းမမြည်တဲ့မေးစာပေးစာများနဲ့မေးရန်မသိတဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတည်ကိုနားလည်သိခံခွင့်လွှတ်ပေးပါယံအိန္ဒိယက ပါဆရာဟုတ်ကဲ့ပါဆရာဒီတစ်ပတ်ရဲ့ online ဓမ္မအမေးဖြေများအစီအစဉ်ပါပေါ့နော်ဒါပထမအဦးဆုံးမိထိုင်မိကုန်းလေးကိုလည်းဖတ်ပြကြပါရစေဆရာမိကုန်းလေးကတော့ကျွန်တော်တို့တောရရီမှာ9ရက်10ရက်တရားစခန်းတွေဖွင့်ကြပါတယ်တချို့တရားပြဆရာတွေကဉာဏ်စဉ်16ပါးလမ်းစဉ်နဲ့ပြပါပါတယ်တချို့တရားပြဆရာတွေကတော့ဝိပုတ္တိ9ပါးဆိုပြီးတော့ပြပါတယ် တရားအားထုတ်တဲ့သူတွေဖို့ဘယ်လန်းစင်ကိုလိုက်ရပါမလဲ။ငင်းစင်16ပါးနဲ့ဝိတုဒ္ဓိ9ပါးကအတူတူပဲလားမတူဘူးလား။တူရဆိုရင်ရောဘာဖြစ်လို့အပင်ပန်းခံပြီးရောနှစ်မျိုးခွဲနေပါသလဲ။ဒါဆိုရင်ဧကယနောဆိုတဲ့လန်းစင်ကိုဘယ်လိုမျိုးနားလည်ရမလဲခင်ဗျာဆိုပြီးတော့ဒီအကောင့်နံပါတ်ဥပညာမိသားထားရပဲဖြစ်ပါရဲ့ဆရာ။ဒီလိုကပထမဆုံးကျွန်တော်မှတ်စေချင်တာလေးအရင်ပြောမယ်နော်။ဟုတ်ကဲ့။မြန်မာပြည်မှာပေါ့ဗျာ။ပုဂ္ဂိုလ်ကိုအကြောင်းပြုပြီးတော့ နီးပေါင်းများစွာအဖွဲ့ပေါင်းများစွာဌာနပေါင်းများစွာဒီလိုဖွဲ့နေကြတာရှိတယ်။ဒီတော့ပြင်းလေကြီးကိုလက်နဲ့ယူပြီးတော့ရှာပေါ်တင်ကြည့်ရင်ငယ်နေကြတာတစ်ခုပဲရှိတယ်လို့ပေါ့နော်။ဘလောက်ပဲနီးပေါင်းများများအဖွဲ့များများဌာနများများတကယ်တော့မာတိပဋ္ဌာန်အတွင်းဘာမှစာချက်စရာအကြောင်းမရှိဘူး။ဒါလေးကိုလည်းကြွတယ်မှတ်သားကြည့်ကြတော့ပေါ့နော်။အောက်မြေကျတော့ပြောရရင်ဒီပြောတာဉာဏ်စင်နဲ့ဝိသုဒ္ဓိ။ဉာဏ်စင်ဆိုတာဘာလဲဆိုတာပြောမယ်ပေါ့နော်။ အဲ့တော့ဝိပဿနာယာမဉာဏ်ဆိုတာဟာကိုယ်တိုင်အာယုံပြည့်ရှုသိမှုကိုဉာဏ်လို့ခေါ်တယ်။အဲ့ဒါလို့အာယုံပြည့်ရှုသိတဲ့ဉာဏ်မှာ၃ပိုင်းရှိတာပေါ့လေနော်။ဉာဏ်စဉ်ကိုဘာနဲ့ပိုင်ချတယ်လဲဆိုတော့ခွဲခြားတယ်လဲဆိုတော့ဘာလဲဆိုတော့နံပါတ်၁ကအရှုခံအာယုံနောက်ကရှုမြင်ပုံ။နောက်အဲ့ရှုမြင်ပုံကြောင့်ဖြစ်ပေါ်လာတဲ့တိုးတက်လာတဲ့ဟိုဟာပေါ်ပါခေါ်မလဲအသိဉာဏ်တို့ပေါ့။အဲ့ဒီသုံးခုနဲ့ပိုင်ချတတ်မှတ်တာပေါ့နော်။အဲ့တော့အနည်းထုတ်ပြောရရင်တော့ဉာဏ်စဉ်ဆိုတာစိတ်အစစ်အစစ်ရင့်ကျက်မြင့်တက်ရာကနေပြီးတော့တိုးတက် ပြောင်းလဲလာတဲ့အတိညာအစဉ်ကံကိုဉာဏ်စဉ်လို့ခေါ်တာပဲအဲ့ဒါကိုဉာဏ်နဲ့ပိုင်းခြားပြီးတော့ရှင်းစင်ထားတာပေါ့နော်ဒါကြောင့်ဉာဏ်စဉ်လို့ခေါ်တယ်အဲ့ဒီလိုမျိုးဘုဒ္ဓမြင်မလာအောင်လို့လည်းပဲအာယုံကနေပြီးတော့ဒီအာရမဏိကကိုအာရမဏပစ္စယတတ္တိနဲ့ကျေစုပြီးသွားတယ်ဒါကြောင့်ရှင်ရဲ့အာယုံရဲ့စိတ်ရဲ့အဲ့ဒီရှင်မြင်ပုံဖြစ်ပေါ်လာတဲ့အတိညာထူးတွေကိုအစဉ်ကိုဉာဏ်စဉ်လို့ခေါ်တာပဲဒါအချင်းစုပြောပြတာပါဝိသုဒ္ဓိဆိုတာကဝိဇ္ဇာထူးတုဒ္ဓိဆိုတာရှင်းကြတာအထူးရှင်းကြခြင်းလို့သိကြရတယ် အဲ့ဒီစင်တဲ့ဘက်မှာတော့သူက9ဘိုင်းပြထားတယ်။ဉာဏ်စင်နဲ့ပြောရင်သူမိကုန်တိုင်းတော့16ရှိတယ်။ဉာဏ်စင်က16ရှိတယ်။ပရမဥဒ္ဒေဉာဏ်စင်2ပါးရှိတယ်။တရားအထုံးပဲပုံပုံပါရှိရမယ်ဟာ။နမရူပပြိစီတာနဲ့ပြိစီယပြိကဉာဏ်ပေါ့နော်။ဒါအာမထုတ်ပြန်မှာသိထားရမယ်ဟာပေါ့။ပြီးတော့အာထုတ်တဲ့အခါမှာဝိပဿနာအာထုတ်တာ။ဝိပဿနာကဉာဏ်10ပါးရှိတယ်။ပေါက်လိုက်တော့12ပါးဖြစ်သွားတယ်။အဲ့တော့12ပါးမှာတချို့က အရိယဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့ဒီ12ပါးနဲ့မလုံလောက်တော့ဘူးနောက်ထပ်4ပါးထပ်တိုးလာတော့အဲပေါင်းလိုက်တော့16ပါးဖြစ်သွားတယ်ဉာဏ်16ပါးဆိုတာဒါပဲအသိဉာဏ်လူတွေပြောင်းလဲသွားတာဒီသုတိကြတော့ဗာလဲဆိုထုဆင်ကျဲတာဒီစရာသူသုတိစရာဆင်ကျဲတာအဲ့တော့အဲ့ဒီမှာကြတော့9ပါးရှိတယ်တိလဝိသုတိစေတဝိသုတိဒေရှိဝိသုတိကေခာဝိရဏဝိသုတိမဂ္ဂမဂ္ဂဉာဏတဒနာဝိသုတိပရိပဒဉာဏတဒနာဝိသုတိဉာဏတဒနာဝိသုတိဆို9ပါးရှိတယ်ဒါအချင်းစုပြောတာပေါ့နော်စာတော့ဆံမယ်ဒါပေမဲ့မပြောလို့မဖြစ်လို့နော်အဲ့တော့9ပါးရှိတယ် ဝိသုဒ္ဓိမှာကောင်းပြီအဲ့ဒီဉာဏ်ဉာဏ်16ပါးနဲ့ဝိသုဒ္ဓိ9ပါးတူကြလားလို့ပြောတူတဲ့နေရာလည်းရှိတယ်မတူတဲ့နေရာလည်းရှိတယ်ယူပုံယူနည်းလိုတာပေါ့ဥပမာဖြင့်ပြောရင်ဒါစောက်တုတ်ရှိတယ်စောက်တုတ်ရဲ့အလျားဟာခုနလက်မှရှိမယ်ဆိုပါရဲ့စင်တီမီတာနဲ့တိုင်16စင်တီမီတာရှိတယ်ခုနဉာဏ်ဉာဏ်16ပါးရောဟိုဟာကိုပြန်လာပြီးပြောတာပါနော်16စင်တီမီတာရှိဒါဖြစ်ရင်လက်မနဲ့စင်တီမီတာတူတာဆိုမတူဘူးရဲ့ခင်ဗျာလေဒါဆိုလည်းခုနလက်မနဲ့16စင်တီမီတာစောက်တုတ်ရဲ့အလျားကဖြစ်တဲ့အတွက်တူရဲ့လို့ပြောရမယ် နော်ဒါဒါကိုပြောပြတာအဲ့တော့လူတယောက်ကဘုရင်တယောက်ကတရားအထုတ်တဲ့ခါမှာအရိယာဖြစ်ကိုအစစ်အစ်ကူးတက်သွားတယ်ကူးပြောင်းသွားတယ်အဲ့ဒါကိုကူးပြောင်းသွားတဲ့ခါမှာသူ့ရဲ့အသိဉာဏ်စိတ်ပေါ့အစစ်အစ်ရင့်ကျက်မြင့်တက်လာတဲ့ဟာကိုအဲ့ဒီဉာဏ်စဉ်နဲ့ပိုင်းခြားပြီးတော့တတ်မှတ်ရင်သူ့ကိုဉာဏ်စဉ်လို့ခေါ်တယ်ဉာဏ်စဉ်စဉ်တိုးတက်တာကိုနော်အဲ့ဒါလိုမှမဟုတ်ဘဲနဲ့စင်ကြယ်မှုပိုင်းရလို့ကြည့်ရင်တော့သူက ုသတိလို့ခေါ်တာပေါ့ခုနှစ်ပါးပဲရှိတယ်ဆင်ကျေမှုမှာသူကလူသူကသူကဆက်စုလိုက်ဉာဏ်စေနဲ့သွားရင်လည်းသူဉာဏ်စေနဲ့သူကသူကကြည့်တယ်ဆက်ချက်ပါရှိတယ်ပေါ့နော်အဲ့တော့ဒီတော့ပိုင်းလည်းရှိတယ်မတူရတဲ့ပိုင်းလည်းရှိတယ်ဒီလိုမှန်ပါပေါ့အဲ့တော့ဆိုလိုတာကနောက်တစ်ချက်ကသူကဧကာယအဲ့လိုမျိုးမတူဘူးဆိုရင်အာဧကာယလို့ဆိုဘယ်လိုလုပ်မလဲပေါ့နော်ဧကာယလို့ဆိုတကြောင်းလေးတော့လမ်းအောင်ပြောတာဒီမှာနှစ်ကြောင်းဖြစ်နေတဲ့ပုံစံမြင်တာပေါ့ဗျာနော်ခုနကကျွန်တော်ရှင်းပြတာတော့ဒါသင်္ခါရှင်းပါပြီဧကယနောဆိုတာပါလဲဆိုတဲ့ဧကယနောအကြောင်းတိတော့လမ်းစဉ်ပါလေဖြစ်သွားနှစ်ဧကယနော တယောက်ထီးထီးတာလည်းသွားရတော့ဧကရဏောမြတ်သောဖရာသဗ္ဗညီတို့ဤခရီးဖြစ်တော့ဧကရဏောမြတ်သောသာသနာတော်လိုက်တာတွေ့ရတော့ဧကရဏောမြတ်သောနိဗ္ဗာန်လို့သာရောက်ရတော့အရာဤသောဤသို့သဘောရှိသောမကောခရီးသည်စတ္တတော်၄ပါးကုန်သောယရိတရေဤမူသတိပဋ္ဌာန်ကသမာဓိသတိပဋ္ဌာန်တရား၄ပါးပါပဲဒီကြောင့်ဤသောလမ်းဖြစ်တဲ့သာသနာတော်မှာ ပဲရှိတယ်။ဘယ်တော့ဖရာသတ္တဉ္စီရဲ့ဟာခကြီးဖြစ်တယ်ဆိုတာအဲ့ဒီခုနကသတိပဋ္ဌာန်၄ပါးပဲ။အဲ့ဒီ၄ပါးလို့ကြားထားတဲ့ဤကကျွန်တော်အဓိပ္ပာယ်ကိုကျွန်တော်ပထမဦးဆုံးပြောခဲ့တယ်လေ။တခုတော့မှတ်ထားပေးပါရစေ။ဒါလည်းဤဘယ်မလောက်များများဌာနဘလောက်များများအဖွဲ့ဘလောက်များများအဓိကကဘာလဲဆိုရင်မာသတိပဋ္ဌာန်တွေဘာမှစာဖြတ်စရာမရှိပါဘူးဆိုတာလည်းပြန်အံကိုက်တယ်နော်။ခုနကဟူသုတ်တိနဲ့ဉာဏ်စင်နဲ့တူစီမတူစီကလည်းတူတဲ့ဘက်မတူတဲ့ဘက်ရတယ်လို့ရှိတယ်။ဝိနည်းအသီးသီးမတူကြအောင် မသိဘူးဒီလိုပြောမှရမသိဘူးဒီလိုပြောမှရတယ်ဒါဖခင်ကပြောချင်ရင်ဉာဏ်တော်လာလည်းဖြစ်တယ်ပေါ့နော်ဒါတော့ဆိုရဟုတ်ကဲ့ပါဆရာအစမောတော့ဒါနောက်ထပ်မိန့်ခွန်းတစ်ခုလည်းရှိပါသေးတယ်ဆရာဒီဟာဒီမိန့်ခွန်းကိုရောဒီအကောင့်နံပါတ်အမောင်ကအမိထားပါဘုရားဘာသာကိုကြက်ကြက်နာနာနားလေခြင်းလို့ဆိုရင်ဘလူနီးနဲ့ဆောင်ရွက်တဲ့နေဆိုတာကိုဆရာအမြင်နဲ့ပြောပြပေးပါဆိုပြီးတော့ဒါမင်းမျက်ထားရပဲဖြစ်ပါရဲ့ရှင်ဘုရားဘာသာကိုကြက်ကြက်နာနာနားလေခြင်းဆိုတော့ကျွန်တော်အမြင်ပေါ့ဗျာ ဒီခေတ်ကလည်းပြောမှဆိုရင်တော့သင်္ဍန်းစနစ်နဲ့တရားနာနဲ့သင်မှာတတ်မဲ့သဘောရှိတယ်။ဘုရင်ကလို့ဆိုရတာပါ function system ကောမှာ claim one ဟောတယ်ပေါ့ဗျာဒါပါတော့ဘယ်လိုအကြောင်းဘယ်ဝါအကြောင်းဘာတဲ့ညာတဲ့ပြောပြောဇက်ပေါင်းခန်းပြဓာတုခေါ်ပြန်ကုသိုလ်ရရတော့ကြောင်းရောက်တယ်အိမ်ရောက်တယ်ဘာမှမမှတ်မိဘူးပေါ့နော်။ဘာကြောင့်လဲလို့ဆိုတော့ဟိုကျွန်တော်ပြောချင်တာပေါ့နံပါတ်၁ချက်ကဘုရားရဲ့ဖရာသူမဆော့ဖရာရှင်ရဲ့တရားဘုရားရဲ့တရားပေါ့နံပါတ်၂ကခေတ်ကာလအချိန်နံပါတ်၃ကမိမိကိုမိမိ စမ်းစစ်ဖို့လိုတယ်။ဘုရားရဲ့တရားကိုစမ်းစစ်ရင်ဘုရားရဲ့တရားဟာကံဒီရောဒုဒရောဒုရလိုဘောရောတန်တော်ပဏိတော်အတ္တကဝါဆိုတော့ပဏိတာဝေရဏီရောခက်ခဲတယ်။နည်းနည်းတယ်။ကိုယ်ကကြည့်လို့လည်းခက်ခဲတယ်။သူတော်ဘာကြီးကပြောလို့လည်းခက်ခဲတယ်။ပဏိတာဝေရဏီရောဆိုတော့မပညာဖူပညာရှိတဲ့လူကလည်းသိရခံစားရတဲ့ဟာနည်းနည်းတာတော့ခရီးဆက်ရှိတော့လည်းနည်းနည်းတယ်။ဒီနောက်မှမှလည်းနည်းနည်းတာပဲရှေ့လည်းနည်းနည်းမှာပဲတရားတော်ကအဲ့ဒါပြောကျွန်တော်စစ်ပြောလို့ရတာပေါ့နော်တရားတော်တရားတော်ကနည်းနည်းတယ်။ နောက်ခက်ကာလာချင်းနေအခုကျွန်တော်တို့ရောက်နေရခက်အဲ့လောက်ခက်ခဲနဲ့နေတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုကျွန်တော်တို့ဘယ်ခက်ခါမှပြန်ပြောနေကြတာလဲဘသူတွေကပြန်ကြားနေရတာလဲအဲဆက်ကြည့်ဖို့လိုတယ်ကျွန်တော်တို့ပြောနေတဲ့ချိန်မှာပေါ့ခက်ကာလာချင်းဘယ်လောက်စိတ်ဝင်စားမှုရှိတယ်လဲဒီပေါ်မှာနော်အဲ့လိုပါပဲအဲ့တတိယချက်ကမိမိကိုမိ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 ကိုမိမိဆိုတာကခက်ကာလာတဲ့အချိန်နဲ့အခုပေါက်ဖွားလာတဲ့လူတွေပေါ့ဗျာသူကဒီပြင်းနေတဲ့တက်ချုံတက်ကောင်းတက်နေတက်နေကြပေါ့ဗျာဒါပေမဲ့ဗုဒ္ဓဘာသာနဲ့ပတ်သက်လာရင်အဲ့ဒါအားနည်းလာကြတယ်လေဘာကြောင့်လဲလို့ဆိုတော့ဟို ခုတော့ရှိလူကြီးတွေကဘုံကြောင်တွေ့တယ်များတယ်။နောက်ဆုံးဆုံးပြောရရင်ဘယ်ရင်အစားဘုံကြောင်တွေ့တယ်နော်။ဒီချောပြပြီးတော့ကျင်ခဲ့တဲ့ဟာလူကြီးတွေကဒီလိုပဲ။အခုခေတ်ခါဘုံကြောင်တွေ့မရှိတော့ဘူး။လူကလူကြောင်တွေ့တယ်။စတဲ့ကငါသူငယ်တန်းကလည်းစတဲ့လူကြောင်တွေ့။ကိုကျွန်တော်တို့ဒီထဲနဲ့လူကြောင်ထွက်တာ။အဲ့ဒါပါတယ်လူကြောင်တွေ့ လူကျင်တဲ့စိတ်လည်းရှိသေးဆရာကောင်းနဲ့လည်းတွေ့လို့ကျိုးလည်းကျိုးသားလို့ဒီလိုရှိနေရောက်လာတာမန်လူကြောင့်တက်တယ်မရဘူးကျွန်တော်ဖုန်းကြီးလူကြောင့်လည်းမဟုတ်ဘူးလေနော်ဟိုရှေ့ကအုပ်မှာပြောတာပါအဲ့တော့ခုခေတ်ကမှဟိုလူကြောင့်တက်တယ်ကများတယ်လေရှေ့ခေတ်ကလူတွေကဖုန်းကြောင့်တက်တယ်များတယ်များတော့သူတို့တရားနာတယ်ဆိုတာကသူတို့ရဲ့စိတ်ချမ်းသာမှုကနာယုံမဲ့ကျန်တာသူတို့သိပြီလားဘုန်းကြီးဟောလာတာတရားတွေအရင်ဘုန်းကြီးကျောင်းသားဘုရားမှာတရားတွေသိပြီလားအခုခေတ်ဟာတွေကအဲ့လိုမဟုတ်ဘူး လူကြောင်းတွက်ဆိုတာကကြာအခုဖုန်းကြောင်းတွက်တွေလည်းရှိမှာပေါ့နော်ရှိကြကြဒီလိုပါဟိုဘက်ကပညာရေးပြည်နယ်တွေပါရှိမှာဘက်ကကြောင်းတွေပါဒါပေမဲ့မိကလေးလာကြည့်ဟိုဘယ်လိုခေါ်မလဲဆိုတော့ဖုန်းစားတဲ့လူစားတွေကနားများတယ်ဒီဘာလို့ကျွန်တော်လည်းတွေ့ပဲနော်ဘာလို့ပြည်နယ်အင်္ဂလိပ်စားတွေပြည်နယ်ဂျပန်စားတွေကိုရီးယားစားတွေပြည်နယ်အဲကျွန်တော်ကိုယ်လည်းနေတယ်ဟိုပြည်ကြီးပါကျွန်တော်ပြေးကြတယ်အဲ့ဒါအချိန်မရှိဘူးတပါကြီးတဲ့အဲကျွန်တော် post to be တင်လိုက်တယ် ဘယ်ရင်မတင်ပါလေခြင်းဆိုပြီးအဲ့ဒါတင်လိုက်တယ်ဘုရားကမာကလည်းမဆရာတော်ဘုရားကြီးဘုရားဘုရားထာနေရှေးခါစီဘုရားမထေပေါ်ဆရာအကြောင်းကငုံငုံတာယာမိအာနာကိုရရလူများအရှင်လေးသားပဲခုခါသုံးလည်းမဟုတ်ကြယ်နေပဲပေါက်ခွားလူများတို့ဘုရားကြောင်းနဲ့စာမတင်တော့ထိုးပြင်းမျိုးနေကလေးတွေကဒုံမီပါကဒုံမီစာကိုပြင်ရကောင်းများမသိကြပဲပြင်ကလာပြီးစာမိတွေကိုလေးကလူရေးပြီးရဲ့အဲစာမိတွေလို့ခေါ်တာပေါ့နော်ဒါဒီမှာကလည်းဆရာတော် အဲ့ဒီဆရာပြောတဲ့စာမီရေးလို့ခေါ်တဲ့ပြင်ပဘာသာကြားစကားတွေပြင်တာကိုအကျိုးမရှိဘူးသားလို့မေးဆက်ရှိတာပေါ့လေနော်ဒီသွေးတွေတက်လာအဲ့တော့ဘုရားကြီးအဲ့ဒီတုန်းကသူကသုံးသက်တယ်ဘာသုံးသက်လဲဆိုတော့သူတို့ဘာသာသူတို့စာမလို့တဲ့ခေခါလိုက်လောကဓာတ်ကြီးမှာတိုင်းလိုက်ဖို့ရန်အကြောင်းမှန်လဲနောင်ကန်တရားအတွက်အကြောင်းမဖက်ဘူးသက်သက်မျက်စိတစ်ဖက်ကြည့်သည်ဤဒီတိုင်းကနှစ်ပေါင်းကြာသောမြန်မာတိုင်းကလူလူများတို့ဘုရားကိုစွန့်တရားစွန့်ပြီးစွန့်လို့မှန်စွာလက်တံခါသည် ဆရာတော်ဘုရားကြီးကပြောနေတော့အံဆိုးတယ်သူကခစ်လို့ကြိုးနေတယ်နောက်ဘက်မှာဒါတွေပဲဖြစ်စားပြီးတော့သူက very well တိုင်းရှိတဲ့အဲဝဲအတိပြီးတော့အတိဝင်လာစားဘာလဲလဲမပြောကြတော့ခွေးတွေဘာမှမသိရအောင်အဲ့တော့သူတို့ဘာသာသူတို့စာအရောခိခလိုက်လောကလိုက်မှာတိုင်းမြတ်ဖို့ဟန်အကြောင်းတော့မှန်ပါတယ်တဲ့တိုးတက်ရတိုးတက်ကြည့်ပါရဲ့ဒီတိုင်းမြတ်ဆက်သွားမယ်ဆိုရင် ဉာဏ်ဒီတော့ကလူများတွေဖရာကိုဆိုရင်တရားဆွင့်ရင်ဆွလိုက်မှဆိုမြတ်တန်ကြီးဖရာတရားတန်ကကိုတပည့်ကိုဆွလာလိမ့်မယ်တဲ့အဲဒါကခေမြင်ခေပြေးမဲ့ဟိုတော့ပြောခဲ့တာပါနော်ဒါတော့ဒီနေ့ဟိုလူเจ้าနဲ့ခုနခွန်ကြီးเจ้าပေါ့နော်ကွာဟသွားကြတယ်အဲ့တော့ဒီနေ့ခေလူတွေဟိုဘုရားဘာသာကိုကျမ်းစာသိကျင်နေဆိုရင် ဟိုတရားနာရင်လည်းမပြီးဘူးတရားတော့နာရမယ်ပြင်ပေါ်တရားလည်းနာရမှာပဲဆိုစူဂျီရဲ့ဟာလည်းနာကြနာရမှာဒါပေမဲ့သင်္ကန်းစနစ်နဲ့ကြာကြနာတာအခုကျွန်တော်တို့ဒီမှာပြောကြတယ်ဗျာထားပါလို့ဒီဆက်ချက်ပါဗျာလက်လိုက်ရေးပြားကိုဘယ်လိုလုပ်ဖြစ်မလဲဒါဟောပြောခွဲလည်းမဟုတ်ဟုတ်လားခဏဖြစ်တဲ့ခဏဒါလေးအမေးရှိခဏလေးသင်္ကန်းလည်းမဟုတ်သင်္ကန်းကြတော့ဒီဆက်ချက်ကလည်းရေးပြောပြောတရားဒီဆက်ကဘလောက်ဒီဒီဆက်ကဘလောက်မသိရင်ပြန်မေးအဲဒါဒီဆက်ကဝလာတိပါတာကပြချက်ဘလောက်ရှိတယ်အဲ့ဒါလည်းမရှိရင်ဟိုကိုက်ရင် ဘာခေါ်မယ်ပေါ့နော်ကမ္မပဋ္ဌာန်ခေါ်မယ်မကဲ့ညီကမ္မမတ္တခေါ်မယ်သိစားပြင်မအဲ့ဒါတော့မှကိုကနားလဲဆိုပဲသိစားနားလဲသလားသာဝိရစစ်ပြရနော်ကိုကနားလဲတယ်လို့ပါဖက်ဖြစ်တယ်လို့ကျန်တဲ့အဆင်းပြီလို့ဆိုပေမဲ့လည်းပဲမျိုးပုံမေးလိုက်ရင်ကျွန်တော်တို့လည်း correction လုပ်ပြနေရတာပဲပါပဲကြည့်လိုက်ရင်ဘာဖြစ်လဲဆောလို့ဘူးမှမရှိဘူးနော်ကိုကထင်တာတခြားအမှန်တရားတခြားအဲကျက်ကျက်နဲ့နဲ့ဆိုရင်တော့ဒီဖြစ်ဒီကမှာကြောင့်ပြနေတာတော့တင်တဲ့ဆုံးကိုကျက်ကျက်နဲ့နဲ့အသုံးချပြရမယ်တရားလဲနာကြရမယ်ပေါ့နော်အဲ့ဒါလေးကျွန်တော်ကအကြံပြုချင်ပါတယ် ကဲ့ပါဆရာမမိတ်ဆွေတွေအနေနဲ့လည်းကျန်းတဲ့နဲ့တက်လိုက်မယ်လို့ယုံကြည်ပါတယ်ဆရာအခုလိုမျိုး online ဓမ္မအမေဖြစ်အများကဏ္ဍမှာပါဝင်ပြီးတော့ဖြေချပေးခဲ့တဲ့အတွက်ဆရာကိုလည်းတမီးတို့ရဲ့ Adobe channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်